ကြားရသူတိုင်းစိတ်မကောင်းဖြစ်စေတဲ့ထက်တမိုးရဲ့လက်ရှိခြေနေကျမတို့ရဲ့ The Celebrity New Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်။တထမိုးကတော့ကြညာခေတ်တစ်ခေတ်ကိုထူထောင်နိုင်ခဲ့ပြီဖြစ်ပြီး live scene လောကမှာကွင်းပွဲကိုရရှိထားသူပါ။အားလုံးရဲ့ချစ်တော်ဖြစ်ခဲ့ရတဲ့ထထက်အောင်ငလင်ပြီးမှတော့စိုးရိမ်နေတာဇက်တိုက်ကြုံတွေ့နေကြရတာဖြစ်ပါတယ်။တထမိုးဟာလက်ရှိမှာတော့ကြောက်ကဲ့ရောင်တဲ့ခြေနေတွေကြောင့်စိတ်ယုံတက်နေရပါတယ်။ခါးရီဘိုက်တွေနာလာတဲ့အထိကြောက်တယ်လာတာကြောင့်တော်လေးခံစားနေရတာပါ။ တထက်နေနေအရှင်တို့ကလည်းရိုးကျိုးတဲ့ဒဏ်တွေကြောင့်မလို့အတော်လေးကိုမှယူဆိုင်ခဲ့သူဟာငလင်းတွင်ပြင်းရင်လွားရင်းနဲ့တူခိုက်မိသွားခဲ့တာဖြစ်ပြီးညာဘက်တွေပါအိမ်မရတဲ့အထိဖြစ်ခဲ့ရပါရည်။ဒါကြောင့်ကုညီရေးလုပ်တွေကိုလှုပ်ချပေးမယ်လေသူ့ရဲ့ခြေနေတွေကြောင့်နားလည်ပေးကြဖို့တောင်းဆိုလာခဲ့တာပါ။ပရိသတ်တွေကတော့သူ့ရဲ့ခြေနေလေးကြောင့်ပဲစိတ်မကောင်းဖြစ်သွားခဲ့ရပါရည်။ဂျမားရီတွေကတခုပြီးတခုဖောက်လာတာကြောင့်ထထက်နေနဲ့မကြာခဏဆိုသလို အားတင်းနေကြရသူပါဒါပေမဲ့လည်းကြောက်ကဲတဲလာတဲ့လက်ရှိခြေနေလေးကြောင့်တပူပေါ်တပူဆင့်တလို့ဖြစ်လာကြရတာဖြစ်ပါရည်တထက်လည်းအမြန်ဆုံးတက်တာစီကြောင့်စုမကောင်တောင်းပေးလိုက်ရပါတယ်နော်အစုံဒီကြည့်ရပေးခဲ့ကြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်